နေလာပါဗျာပိုင်ရဲကိုပြန်တာမြဲပိုင်ကိုတန်ကြောင်းလည်းအလုပ်ပြဆင်ကြပါသေးဗျာအခုကကိုဖုန်းကိုစော်ဖုန်းကြီးမော်နော်ကိုဖုန်းစော်ဖုန်းကြီးတောင်းပဲကျွန်တော်ဒီလာလာမင်းနေလို့ကျွန်တော်လည်း line မတက်တော့ဘူးလို့အဲစဉ်းစားပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေကခဏခဏဆက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြီးတော့ဖြည့်ရှင်းပေးတာဖြစ်ပါတယ်ကိုစော်ဖုန်းကြီးဖန်ခံလာမှာဖန်ခံလာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်သို့တော်လည်းပဲအဲဆက်သွယ်မှု area ပြပါတော့ဖြစ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်နဲ့ ကိုယ်တော်ဘုန်းကြီးက၄လလောက်တော်ရှိပြီဗျအဆက်အသွယ်တော့မရှိတာပြီးခဲ့တဲ့ရက်ကအမျိုးသမီးတယောက်ကတရားစွဲတယ်ဆိုတာပြောရှိတော့အကုန်းတောင်းတကုန်းအဲ့ဒါဟုတ်လားလို့အဲ့တစ်ချက်လေးတော့ကျွန်တော်မေးဘူးတယ်အဲ့နောက်ပိုင်းတော့ကျွန်တော်တော့ဖောင်းဆက်တယ်မရှိဒါပေမဲ့ကျွန်တော်အခုပြန်ဆက်တည်ပေးလိုက်တဲ့ခါကျတော့ဖောင်းကင်တာဖောင်းကဆက်တယ်မှုပြပါလေဖြစ်နေတာမျိုးရှိတယ်เนาะအဲ့ဒါလေးတော့သတင်းဟုတ်လားမဟုတ်လားမသိကျွန်တော်အဲ့မှာကိုစီတို့ကိုသွားပြီးတော့တွေ့လိုက်တယ်အဲအဲ့ဒီဟိုသူတို့တတိပြောနေတာလေအဲ့ဒီမှာတော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ဖွဲ့တည်းမှာရွေးစစ်တိုက်နေတာဟုတ် နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လေးကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလန်းကျောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မတော်နိုင်နေကြတာမဟုတ်ဘူးမောင်ခိုလန်းကျောင်းပွင့်နေကြတာကျွန်တော်လူတစ်ယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခဏလို့သိအောင်တို့ကြလိုက်မယ်တကယ်သာ तू ဟာဟာလာ तू ပြောမလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ခဏ तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျာကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို line ပေါ်မှာ နေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံတွေပါတီယုံကြီးတခုတွေကနေပြီးတော့အဲ့ယုံတွေကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကတော့မဲမပေးပါဘူးသူလုပ်ခဲ့ပြီးတော့သူကဒီဘက်မှာကြတော့ပန်းလူတွေအာသူ့လောက်လူတွေကိုချစ်တာတို့သူကလူတွေကိုဘလို့တနာတတ်တာတို့เนาะကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုတော့ဖွင့်နေပြောကျွန်တော်တို့ကတရင်သမားတရင်မဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်နေပြောပြတာမှန်တယ်သူလည်းကျွန်တော်လည်းရာပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအစ်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့သူမိမဘာဖြစ်တယ်သူမိမဘာဖြစ်တယ်ဟုတ်လားသူဘလို့ဖြစ်တယ်ကျွန်တော်ဘယ်တော့မှမပြောဘူး ကျွန်တော်မိမအကြောင်းလေးနဲ့သူလျှောက်ပြောတယ်မောင်ကဟုတ်ကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မလို့ချစ်တယ်ဆိုတာတက်မလို့ဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တက်ဖို့လူတယ်တက်မလို့ကပွင့်နေပြောရရင်မတတဲ့မတရားသားရင်လည်းဖွဲ့စည်းထားတာနော်မတရားသားရင်လည်းဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဖို့လူတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ကြိုးစားပန်းစားလုပ်နေရတဲ့အခြေအနေကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခမကြိုက်တဲ့လူဖားကြည့်ပါလားခမဖားဖားကြည့်ပါလားကျွန်တော်တို့ကတော့ဘောမလေးလို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းလူမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာတွေရှိရရှိနေတယ်ကျွန်တော်ပြောချင်တယ်အမြင်မတူတာချင်းအမြင်မတူချင်းအမတူချင်းပဲเนาะအဲ့ဒါကဘောမတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာ သူချက်ကုတ်ချက်ရုံးနေတာအဲ့ချက်ကုတ်ချက်ရုံးကန်နေတာဟာလေဘယ်သူတော့မှမဟုတ်တက်မလို့အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ချိန်မှာတခြားနီးတက်မလို့ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မလို့ထောက်ပြလို့ရတာမျိုးအများကြီးရှိတယ်တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောက်သူထောင်ဝင်းဝင်အောင်မကလို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေဘောင်းလည်းလည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးပဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တတ်ဖို့လူတွေအဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးကိုကျော်ကလည်းပြောတဲ့စကားနော် တက်မလို့ချစ်တက်ဖို့လူတယ်ဆိုတာတစ်ချိန်လုံးကလည်းဗိုလ်ချုပ်အောင်ဆန်းကဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးလို့ဆိုဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာလက်ရှိတက်မလို့အကြီးကြီးတွေရတယ်သူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းကြီးရေရှည်ကောင်းသားရဲ့အတွက်သူတို့ပြောရမယ်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်နော်ကျွန်တော်ပြောချင်တာတစ်ကဗိုလ်ချုပ်အောင်ဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါနဲ့သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကအတိုင်းကြီးလွတ်လပ်ရေးရဖို့ အဓိကအခုလက်ရှိတက်မလို့အကြီးအကဲရေဆိုရတယ်ဟဲ့လားဒီဟလာဒီ MNDA နဲ့ညှိတယ်လာရှိဟလာဒီတစ်ဖက်ဒီတစ်ချက်မပေါ့ပဲပြန်ယူတယ်ဟောအေးအေးဆိုလို့ရှိရင်လည်းဒီလိုပဲအေးရပြိလာတယ်သူပြန်လျှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလဲသူမရပုံနဲ့ဒီနဲ့ရောက်နေမှာသူတို့ရှိမှအဲ့ဒီမဲ့ရှိမဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရအောင်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေသုံးသက်တယ်အဲ့အတွက်ကိုကျွန်တော်ရဲ့စက်ညီဘက်ကသုံးသက်ခြင်းသုံးသက်လို့ရတယ်ဒါပေမဲ့တခုလို့ရှိတယ်ဟဲ့လားကျွန်တော်အနမတွေအမတွေ ခဏထားပါတော့ကျွန်တော်မိပါလေကျွန်တော်ရဲ့မိန်းမလေနောက်ကျွန်တော်နေထိုင်တဲ့နေရာလေးပြောပြီးတော့ဝေဖန်ကြမလို့လေနော်နောက်ပြီးတော့တက်မလို့အကြီးကဲတွေကိုလည်းငါနဲ့ဆဲပြီးဝေဖန်ကြမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လူပြောမဝေဖန်နဲ့လူပြောမဝေဖန်တဲ့မဝေဖန်နဲ့လူပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်နဲ့လူပြောမှန်တယ်သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကွဲလဲမှုကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်လို့တော့လက်မခံဘူးခင်ဗျားကျွန်တော်ပြောပြမယ်ဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မလို့အကြီးကဲတွေဆိုတာဟာလားအဲ့ပကုံးကအပွင့်နေကနော်လမ်းရွယ်ဝေလာတာမဟုတ်ဘူးကြာသူတို့ပေါ့သူတို့လားဘူကြီးဘူမှုသူအဆင့်ဆင့်ဆင့်ကဲ တာဝန်ထမ်းဆောင်ပြီးတော့မှနော်နောက်ဆုံးရိုင်းရင်ပြောရင်မတည်လို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်ခင်ဗျဘလို့အပြစ်နဲ့ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်လေးပြောအမှန်လေတက်မော်အကြီးကဲတွေကိုဒီလောက်စော်ကားနေတဲ့လူမဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောဆိုဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူလို့လို့သူခံရတာဘူးမှန်လာလို့လာမို့ဒါပဲဗျာကျွန်တော်ပြောချင်တာကျွန်တော်တို့ဝင်ခဲ့ပြီးပြီနော်ကျွန်တော်တို့ကလည်းဒိုးခံရိုက်ခံရတာပဲနော်ကျွန်တော်ငပွားဆိုပြီးတော့မှရိုက်တာထိုးတာ ိတ်တွေမှာဘလောက်ထိအကျင့်ပြတ်ချစားနေလဲနော်အေးငါလည်းမဆိုင်ဘူးလေငါကတော့နိုင်ငံကောင်းဆောင်ပဲမင်းတို့လည်းဒီနိုင်ငံနဲ့ဆိုင်တာပဲမင်းတို့မင်းတို့လှုပ်လို့ဒီနိုင်ငံပြတ်တယ်လှုပ်လို့မရဘူးဗျနော်လှုပ်လို့မရဘူးခင်ဗျားတို့ဒီတိုက်ပွဲကကြားပြန်တိုက်ပွဲပါပါလာတာဒီနိုင်ငံရေးဖြစ်စဉ်မရိုးသားဘူးဆိုတာအလကားပြောနေတာမဟုတ်ဘူးအဲ့တော့ဟိုကောင်တွေကအမြန်တမ်းကိုတက်ပြီးပိတ်ပြီးတော့အဲ့ဒီအမြန်တမ်းမှာရှိတဲ့323လို့ပါတော့ကောင်တွေက318မှန်ရင်ဘယ်လောက်ဝေးလို့လဲ ။ဘယ်နှမိုင်ဝေးလို့လဲမသိဘူးလားအဲကောင်ကြီးလာတာ။ခင်ဗျားတို့ပြောလိုက်ရင်ခင်ဗျားတို့ရတယ်ဆိုတဲ့တင်းနေ။ခင်ဗျားဘယ်တင်းရအောင်။ကျွန်တော်ပြောတာတော့မှကျွန်တော်ဟုတ်လို့လားတဲ့။ဟာဟုတ်တော့မဟုတ်တော့300အဲ့ဒီ38မိုင်နှစ်ဖာလုံးအတိချောပါလုံးကြီးရမှာအဲ့မှာအယောက်90လောက်ဖြတ်ထားတာကင်းထောက်ပြီးတော့မှကျွန်တော်တကယ်ကြီးကိုယ်တိုင်အစ်စ်ခံရလို့တင်းပေးတာလို့ပြောတာတော့မှဟုတ်လို့လားဆိုတော့ဟာဟမ်နောက်ကြတော့ line ပေါ်မှာတက်လာတော့ဘယ်လိုပြန်တော့ကိုကျော်စိုးလို့တည်တဲ့တင်းသမားတွေမေးကြည့်ကျွန်တော်အရင်တင်းပို့တာ ဒဇင်ဦးကိုကျွန်တော်ကိုယ်တိုင်ပို့တာအဲသူတို့တက်အရင်ကျွန်တော်အကြီးကဲတို့အရင်ပို့ပြီးမှအခုအဲ့ဒီသတင်းကတော့အခုတို့ပြောကြရရှိတာပြောတော့ညီမလေးအကြီးကြီးကိုပြောလိုက်ဦးကျွန်တော်ကလမ်းပြောတာစိုးရိမ်လို့နော်အဲ့ဒါကိုကျွန်တော်တို့သတင်းကမမှန်ဘူးဆိုတော့ဘယ်လိုလုပ်မလဲကျွန်တော်ကဒါနာမည်တက်ပြီးပြောတာပါဗျာကိုကျော်စိုးလို့ကျွန်တော်အကြောင်းသိပါတယ်ကျွန်တော်လူလိမ်မဟုတ်ပါဘူးကိုကဖောကျော်နဲ့ဟိုလိုမျိုးပေါ်လွင်နေတဲ့လူလည်းမဟုတ်ဘူးဗျာအသက်တည်ရှင်းလာရတဲ့လူဗျာတော့အဲ့တော့အဲ့ဒီဟာကိုသူကဖျက်ပိတ်ပြီးပြီးမြင်းညာတောင်းတာနဲ့ရိုးကြီး အခုဒီဘက်မှာဆိုမရယာဒီကောင်တွေကအကုန်လုံးဝိုင်းထားတာသူတို့ရဲ့စင်ဒီပြူဟာအရာဝိုင်းထားပြီးမှသူတို့လှုပ်ချင်တာလှုပ်မှာနော်အဲ့တော့တိုက်လို့မရဘူးလို့မလှုပ်နဲ့တိုက်လို့ရလို့တိုက်ခဲ့တာနောင်ချိုနောင်ရောက်နေပြီတောင်းကန်းတီတောင်ရောက်နေပြီဒီဘက်မှာဆိုမရယာလေးတောင်ရောက်နေပြီမိုးကုတ်အခုကြည့်လိုက်အဲ့တော့ဒီချိန်ကြီးပေါ့ရော့ပြီးတော့မှဒီတိုင်းမဲ့ပြက်သားတဲ့အလုပ်တွေမလုပ်ဘူးဆိုရင်တိုင်းပြည်အတွက်အရန်ကိုအနေရများတယ်နော်ကျွန်တော်ကျွန်တော်တကယ်တော့တာ နော်နေရအနေအပြားကြည့်လိုက်ဟိုကရားပြည်မှာလည်းအဲ့လိုပဲစစ်တင်တန်းနေဆင်းနေတယ်ဟိုကောင်တွေကနော်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပါဝင်ပြီးတော့တိုက်ပွဲဝင်ရမလားကျွန်တော်မေးနေတာအင်ဂျီလီအင်မေဂျီဝီအမ်ဘာကတည်းကနေရတူဘူဒီဒီတက်နေနော်အဲ့ပြန်ရင်ပြန်ပြီးတော့တက်မတော်ကပြန်ပြီးတော့ဟိုကလှုပ်ထားတယ်လို့ပြောတယ်ညီလေးအဲ့လိုပြောပြနေတယ်။ဒီအဲ့ဒါအမှန်လို့လည်းပြောတယ်။ကွန်ဖရင့်နဲ့တရင်တရားကြိုင်တော့ဟိုဟာဖြစ်တယ်လေ။လန့်ပြောတယ် ိုလည်းသိတော့မပြောရဲဘူးလေတင်မလားမပြောရဲဘူးဒါပေမဲ့အဲ့မှာအစ္စလမ်ဘာသာဝင်တယောက်ကတော့ဘုဘက်ကနေပြောလာတာစစ်တွေကို29ရက်နေ့တိုက်မယ်တဲ့ရက်အနည်းငယ်ပြောင်းလဲတော့ရှိရှိနိုင်မယ်တဲ့ပြီးရင်လည်းနေပြည်တော်တက်တိုက်မယ်လို့တော့ပြောတာဗျာဒီလားอืมဒါကဒါမယုံလို့မရဘူးလေအရင်တော့ကညီလေးရတယ်အဲအိုတော်မှာဟိုကောင်တို့ဟိုကောင်တော်ဖြစ်တယ်တို့တိုင်းမှုဘာတူလဲဟိုအာတို့နဘာကတိုင်းမှုလေကွာ အေးဗိုလ်ချုပ်တင်လည်းကိုခမိုင်းရှင်ဒီပြက်ချိတ်ပြိုင်မယ်လို့ပါလို့တက်ပြောနေတာလေတော့မလုပ်နဲ့အဲ့ဒါကိုဒီဘက်ကရှော့ရှော့တွက်တာအဲ့ဒါကိုပြောနေတာကိုကအောက်ကလိန်ကောင်းနေတုံးအေးအေးအဲ့ဒါကိုအမုန်းခံပြီးဒီလိုက်မှာနေနေတိုင်းပြောပေးနေတာတော့မှအာတဖက်ကလည်းဒီဘက်ကစစ်တပ်ဘက်ကလည်းဒီကောင်ကိုဖမ်းမရမယ်လို့ပါလို့ဟောဒီဘုံမာရီအဲ့အဲ့တော့ဘုံမာအစ်စ်ဒီငါတို့ဘုံမာမဟုတ်လေဘာလို့ဘုံမာမှာပါဆိုကိုဘိုးကိုပဲမှာမှာပေါ့ အေးနောင်ချူမလည်းမင်းအဖြူကောင်းလေးရောက်နေတယ်ဒီဟာကြီးလေလန့်ပြောလိုက်အောင်ကိုယ့်ရဲ့ခင်ဗျားတို့စောက်တရားဥပဒေကျုပ်ကအဲ့လိုပြောရင် ပြောခံရအောင်မင်းဘာစောက်တရားဥပဒေလဲဘာဥပဒေကျုပ်ကအဲ့လိုပြောရင်ပြောခံရအောင်မင်းဘာစောက်တရားဥပဒေလဲဘာဥပဒေမှမရှိတော့ဘူးခွာခင်ဗျားတို့ကျွန်တော်ပြောသလိုပဲခင်ဗျားတို့အဲ့ဒီအထဲမှာရင်ယူခါနေတာအာငါတို့ကဥပဒေငါတို့ကဥပဒေတိုင်းလောက်တာ ဒီနိုင်ငံရေးဖြစ်စဉ်ဒီနိုင်ငံရေးအခင်းကျင်းဟာဥပဒေဆိုတဲ့စကားကိုမသုံးနဲ့ပြက်ပြက်သားသားနဲ့တိုင်းမျိုးချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်ဆိုထားတဲ့တစ္ဆာလေးချက်နဲ့ဒေါတာဝင်အရေးသုံးပါးဆိုတဲ့စိတ်ကိုဥထိတ်ထားပြီးတော့မှဆင်နွှဲရင်ဒီတိုင်းပြည်အမြန်ကြီးချမ်းလိမ့်မယ်အဲ့လိုမျိုးပဲနဲ့တရားဥပဒေပါတရားဥပဒေပါဒီမှာမှာပို့နေပြီဟိုမှာ PNN နေသေးတယ်မရရမှာရောက်နေပြီလေဟိုမှာမက်ဆေ့ချ်ပို့နေ တရားဥပဒေပါလို့ပြောနေပြီးတော့မှအခုခင်ဗျားတို့ကြည်လိုက်နော်တပုံကလက်နဲ့ကင်တယ်ဝင်လာတယ်အမြင်လမ်းပေါ်မှာတက်လို့တယ်ဟာဥပဒေမှမရှိဘူးအဲ့ဒါလက်ရှိပဂရိအရှိတရားအဲ့တော့ဒီတိုင်းပြီကိုလုတ်ကျင်တယ်ကျွန်တော်တို့ကဒီကောင်တွေလို့လုတ်လာရင်ကျွန်တော်တို့ကပြန်တော့ခေါ်ရပြီးတော့တို့ကိုနှိမ်နေရမယ်ကျွန်တော်တို့ရဲ့လူသားရင်းမြစ်တွေနိုင်ငံပေါ်ချစ်တဲ့စိတ်ဓာမျိုးချစ်တဲ့တက်မလို့ချစ်တဲ့စိတ်အေးချမ်းစွာနေတိုင်းနဲ့ပြည်သူလူထုတွေကိုချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ကတက်မလို့နဲ့ပူပေါင်းခြင်းနဲ့ ဒါပေမဲ့တက်မတော်ကဘသူ့ကိုမယုံတာမှမသိဘူးเนาะဒီနိုင်ငံခေါင်းဆောင်တွေကလည်းယုံကြည်မှုမရှိဘူးဗျယုံကြည်မှုလည်းမပေးဘူးဗျပြည်သူလူထုကိုနောက်ဆုံးသတိကတော့မိကွန်းတစ်ခုမဲ့တက်ပြောလိုက်တိုင်းပြည်နဲ့နိုင်ငံအရေးအတွက်စစ်တပ်တွေဝင်စရာမလိုဘူးလက်ရှိအကြမ်းဖက်တဲ့ကိန်းတောင်းကျသူတပုံကိုတွန်းလှန်တော်လှန်ဖို့အတွက်နေပြည်တော်ဘယ်နေရာမှာစုရက်ပါလို့တာပြောလိုက်ဘယ်နေ့ဘယ်ရက်လို့ပြောလိုက်ကျွန်တော်တို့ပြောပြီးပြီလားကမလိုဘူးလို့ ကျွန်တော်တို့ကိုဓမြကျွေးပြီးတော့မှစစ်တိုက်ခိုင်းလို့ရတယ်ကျွန်တော်တို့စစ်တပ်တယ်လည်းမဝင်နိုင်ဘူးမဝင်ဘူးကျွန်တော်တို့ဝင်ခဲ့ပြီးပြီနော်ကျွန်တော်တို့ကလည်းအထိုးခံရိုက်ခံရတာပဲနော်ကျွန်တော်ငပွားဆိုပြီးတော့မှရိုက်တာထိုးတာကျွန်တော်ပြန်ထိုးတာကျွန်တော်ဒါကြောင့်မလို့နော်မပြောချင်လို့ပြန်ထိုးတာကျွန်တော်ကကျွန်တော်ကတော့ဘာကောင်ဖြစ်ဖြစ်ကျွန်တော်ကိုယ်ပိုင်နံပါတ်မင်းမချောက်ဘူးလို့ပြောရင်ခင်ဗျားလည်းမင်းမချောက်တဲ့ဘွားလာတာပဲဟုတ်တယ်မလားစောင့်မတရားအုပ်ချုပ်လို့တော့မရဘူးအဲ့မတရားအုပ်ချုပ်ပြီဆိုရင်တော့ ်ဒါပေမဲ့ဦးမင်း online တော့မူကတော့ကောင်းပါလေ तू ကတော့လက်တွေပါပြီးအပါမခံဘူးရိုက်မခံဘူး तू तू ကပေါ့နော် तू ကတော့ကောက်ပေါက်ချင်းကောက်ပေါက်မှာအေးဗျာထားလိုက်ပါဒါရအဲ့တော့ဟိုဒီမူတိုင်းပဲကျင့်ပါလို့ပါလို့လို့တာအခုကအဲ့မူတိုင်းကျင့်လို့မရတဲ့တိုင်းပြည်အနေထားတည်းကိုရောက်နေတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်အခုချိန်မှာ50 50ဖြစ်သွားတယ်နော်အမြန်လမ်းပေါ်တက်လာပြီးဆိုးမိုးထားတဲ့နေမြေတွေကျွန်တော်တို့ရာမကအရှိမောက်တိုင်းစစ်တပ်နာကြောက်ရဲ့အနေထားကိုကြည့်မိုင်းရဲတို့ဘာလို့လောက်မှာပဲ ော့ကျွန်တော်တို့ဟိုတက်မတော်အနေနဲ့ကအဲဟိုရတို့ဘာလို့မှာဒါတော့မှအောက်ကမောင်ခိုတွေလွတ်လွတ်နေတာဒီကောင်တွေကစီကားတွေပါလေအခုဟိုလာချိုရမကအဝိုင်းရရန်ချက်စီစီတိုင်းမှာ92 92တလီတာကို9000နဲ့ရောင်းနေတာလူတလောက်ရတယ်နော်အဘားတို့တော့ဖြတ်တောက်နေတာပဲနော် အောက်မှာတော့အဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်နေတော့ဘာလို့ကြဆုံးလဲလို့ကျွန်တော်ကပြောလဲဆိုတော့သူကသူတက်မတော်အနေနဲ့တရက်ကဘောနော်အောက်မှာရှိတဲ့ခေါင်းဆောင်တွေရောတချို့လူတွေရောကတန်ဖို့မထားဘူးမထားဘူးကျွန်တော်တို့တန်ဖို့မထားဘူးသူတို့ သူတို့ကကျွန်တော်တို့ပေါ့လို့ပဲသားပဲထင်တာထင်တာအဲ့မှာသူတို့ကြာရှုံးလာဂိုင်းတောင်းနေတဲ့လူငယ်၄ဦးကိုတဲ့နော်စစ်တပ်ကလာဖမ်းပြီးရိုင်းနှက်တဲ့ဖြစ်စဉ်တခုဖြစ်ခဲ့တယ်တဲ့အားလုံးမိအောင်အောက်မှာတဲ့ထိုင်နေတာတဲ့ဇပွဲမှာလာဝိုင်းပြီးဖမ်းဆီးခေါ်ဆောင်ရိုင်းနှက်တာတဲ့ဘာပြစ်စီလို့လဲဘာလုံးမိလို့လဲလို့မေးတော့တဲ့သူတို့မျက်နာတွေကိုအညိုအမဲတွေဆွဲနေအောင်ထိုးချက်ရိုင်းနှက်ပါလေတဲ့နိုင်ငံမငြိမ်းချမ်းလို့တက်မတော်ကိုအားကိုးနေပါလေပုပ်ကိုရေးရရမချေနှက်မှုတွေနော် ရှိရင်တဲ့တဲမတော်အဖွဲ့စည်းကိုထိခိုက်စေပါတယ်တဲ့မြို့မှာတဲ့ပလောင်တွေရခိုင်တွေအများကြီးလာခုအောင်နေကြတော့တဲ့ပြုံးပြုံးရှင်ရှင်ခွင်ခွင်ပြုပေါင်းတင်နေတိုင်းဒီဘာမှမပြောညာမပြောပဲနဲ့အခုလိုလောရက်ကတော့တဲမတော်ပုံရိပ်ကိုများစွာကြဆင်းသေးပါတယ်တဲ့ငွေပေးရင်ဆွဲရိုက်တဲ့ဥပဒေနဲ့လုကင်းတဲ့သူတွေနဲ့ကြတော့လေတဲ့လေပင်ဖက်ပြီးတော့ပေါင်းတယ်တဲ့ပညာရေးဝန်ထမ်းတွေက PDL လဲကြောက်ရစစ်တပ်ရဲ့ဥပဒေမဲ့အကြောင်းပြုပြအကြောင်းပြုပြချက်မဲ့ငွေယူရိုင်းနှက်ခြင်းတွေကိုလည်းကြောက်နေရတယ်တဲ့ ကျွန်မတို့တွေဘယ်သူအရေးကိုခိုးပြီးနိုင်ငံတော်ကိုထမ်းဆောင်ရမှာလဲတဲ့နှစ်ဖက်အဖွဲ့အစည်းချားတဲ့ချားမှာဘယ်လိုတွေရှင်သန်ရမှာလဲတဲ့နော်အခုလို့စပုတ်ရက်လုံရက်ကိုလည်းသိရင်လဲတဲ့ဘယ်လိုအကြောင်းပြချက်နဲ့ထက်ဆွဲမယ်ရိုက်မယ်မသိနိုင်သေးပါဘူးတဲ့ကုညီပေးဖို့တောင်းလို့ရှင်မှာတောင်းဆိုခြင်းပါလေရှင်တဲ့နော်အဲ့ဘောနော်ဒီမှာတော်တော်လေးကိုရိုက်ထားတာဗောနော်အထုပ်ဟိုပါဗောဟို ကျင်ကျင်တန်30တော့ကျွန်တော်ကအမှန်တရားပဲကျွန်တော်တက်မတော်ကိုချစ်တာကတက်မတော်မကောင်းတာလောက်တာကိုကျွန်တော်ကမချစ်ဘူးနော်တက်မတော်တွေကတချို့တော့မကောင်းတဲ့လူတွေလောက်ရက်ကိုကျွန်တော်မကြိုက်ဘူးကျွန်တော်လုံးဝမကြိုက်ဘူးကျွန်တော်ကကျွန်တော်ပြောပြီးသားကျွန်တော်တို့ကဒီအချိန်တွေမှာဒီလိုပြုတ်ပြင်ပြောင်းလဲမှရမယ့်အခြေအနေနေသားမျိုးဖြစ်တယ်နော်တက်မတော်ကြီးကိုနှစ်ပေါင်း80မိနစ်တက်မတော်အုပ်ချုပ်တဲ့ဘာညာဆိုပြီးတော့ပြောလာတာတွေကအဲ့လိုမကောင်းတဲ့တချို့တော့တက်မတော်သားတွေရှိနေလို့တက်မတော်ပုံရိပ်ကြတာအဲ့ဒီအဲ့အတွက်ပြောပြီးသား